တပတ်မှာတော့အခြေဥ့ရဲ့ငိမ့်ပဲချင်းကိုခံလိုက်ရတာကြောင့်အသေးကွဲပြီးနာကျင်ခံစားနေရတဲ့အစားတသက်ကိုမြင်ကြရပါတယ်။မကြာခင်မှာစက်သားတယောက်ရောက်လာပြီးတော့အန်ဘာပါလီကိုအစားတသက်ပေးခဲ့ပြီးတော့လက်ဆောင်တွေအားလုံးကိုလာပြန်ပေးပါတယ်။အစားတသက်ကသူ့အခြေကိုငိမ့်ပဲခဲ့ုံမှမကသူပေးခဲ့တဲ့လက်ဆောင်အားလုံးကိုပြန်ပေးခဲ့တာကြောင့်အတော်လေးကိုကြေကွဲသွားပါတယ်။သူ့တို့အမှားစကားတစ်ခုမှမပါခဲ့ဘူးလားလို့မေးလိုက်တဲ့အခါမှာစက်သားကအန်ဘာပါလီကလော်ကီလူပောင်ကိုဆွန့်လို့ပြီးတော့ဘိတ်ကူနေဖြစ်သွားခဲ့ပြီလို့ပြောပြခဲ့ပါတော့တယ်။ အဲတော့မှာဇာတသက်ကခမီးတော်ဖြစ်သူကဗုဒ္ဓအကြောင်းပြောခဲ့တဲ့စကားသံတွေမေတော်ဖြစ်သူကဗုဒ္ဓကိုစည်းကပ်ဖို့တိုက်တွန်းခဲ့တဲ့စကားသံတွေအံပါပါဠိပြောပြတဲ့ဗုဒ္ဓရဲ့ဆုံးမစကားသံတွေကိုပြန်လည်ကြားရအောင်နေမိပါတော့တယ်သူစိတ်ထဲမှာလဲအားလုံးကဗုဒ္ဓထံမှာစည်းကပ်ကြတယ်သူစီမှာဘာအစွမ်းနေရှိလို့မတိုက်ခိုက်ပဲအားလုံးအနိုင်နိုင်တာလေကျွန်တော်ကအကြောင်းပြချက်မရှိသူ့ကိုရန်သူလို့မှတ်ယူခဲ့မိမိမိရဲ့လောဘကိုပဲရှေ့တန်းတင်ပြီးဖခင်အရင်အသက်ကိုတော့စတိခဲ့မိတယ်အခုတော့မေတော်ကလည်းကြောခိုင်းထားတယ်လို့ချစ်သူကလည်းညင်းပယ်လိုက် အားလုံးကိုအနိုင်ရကြပြီမယ်တယောက်ပြီးတယောက်ပဲစုံရှုံလိုက်ရနောက်ထပ်ဘာတွေများထပ်ပြီးတော့စုံရှုံရမယ်မသိနိုင်ဘူးကျွန်တော်ရဲ့ရင်သွေးမှာလည်းမီးလောင်တို့ပူလောင်လွန်းလှပါပြီဒီပူဆွေးတော့ကဒီနာချင်းခန်းစားရမှုတွေကဘယ်လိုလွတ်မြောက်နိုင်မှာလဲဆိုပြီးတွေးကစောက်တရားမရနိုင်အောင်ခန်းစားတယ်ရပါတယ်အဲဒီချိန်မှာရဟန်းတစ်ပါးရဲ့ဇုံလုံးကအလူခံပါလေးဆွဲအတန်းကိုကြားလိုက်မိတာကြောင့်နန်းတော်ပြင်ကိုထွက်ကြည့်လိုက်ပါလေဇုံခံတဲ့ရဟန်းကိုမြင်တော့အစာတသက်က"သူဟာရှင်မင်းရဲ့ပညာရှိတွေများစွာမြင်မှုပေမဲ့သူတို့ဟာစိတ်ပိစီးမှုများနဲ့ပူပန်နေကြကြောင်း ဒါပေမဲ့ယဟန်တန်ကများကတော့အမြဲတမ်းစိတ်အေးချမ်းနေကြပြီးတော့ဒီလိုဖြစ်အောင်ဘယ်လိုများနေထိုင်ရတာလဲလို့မေးလိုက်ပါတယ်။ယဟန်ကအနာဂတ်ကိုကြိုတင်ပြီးတွေးမပူသလိုအတိတ်ကနာကျင်မှုတွေကိုလည်းမေးထားပါလေလို့ဆိုလိုက်တာပါ။အဲဒီစကားကြောင့်အစာတသက်ဟာသူ့ရဲ့တရဖူကိုချွတ်ကယဟန်ရဲ့တပိတ်ထဲကိုထည့်လိုက်ပြီးဗုဒ္ဓကိုစက္ကပ်ပေးပါလို့ဆိုခဲ့ပါတယ်။ဘုရားရှင်ဟာအစာတသက်ရဲ့တရဖူကိုကင်ကြည့်ပြီးနောက်ပြုံးတော်မူလိုက်ပြီးသွားဆိုအာနန္ဒာအစာတသက်ရဲ့စိတ်တွေပူလောင်နေပြီလို့မိန့်တော်မူလိုက်ပါတယ်။ ရှေအာနန္ဒာကဘာကြောင့်သူကိုယ်တိုင်မလာရတာလဲလို့မေးတဲ့အခါမှာဘုရားရှင်ကသူ့ရဲ့မာနကသူ့ကိုလာဖို့ခွင့်မပြုခြင်းဖြစ်ကြောင်းမိန်တော်မူပါ रे ။ရှေအာနန္ဒာကအစာတက်လို့ပြစ်မှုအကြီးကြီးကျွလွန်ထားသူကတရားဓမ္မရဲ့အင်းငိမ့်ကြီးကိုခံစားနိုင်ပါမလားလို့မေးတဲ့အခါဘုရားရှင်ကလည်းအစာတက်ကလည်းငိမ့်အေးခြင်းကိုခံစားနိုင်ကြောင်းကြီးမားတဲ့အဖြစ်ကိုကျွလွန်ထားပြီးမဲ့ငိမ့်အေးခြင်းဆိုတာတီးကြားတီးရှိတဲ့လမ်းကြောင်းတစ်ခုပဲဖြစ်တာကြောင့်ဤသူမဆိုရောက်နိုင်ပါ रे လို့မိန်တော်မူခဲ့ပါ रे ။အဲနောက်အစာတက်ရဲ့နန်းတော်ရှိကိုရောက်သွားခဲ့ကြပြီး အဇာရတကအရှင်ဗုဒ္ဓဘယ်လိုညာကတင့်ကိုကြွလာစေပါသလဲကျွန်ုပ်ကိုအခေါ်လွတ်လိုက်လဲရပါတယ်လို့ဆိုလိုက်ပါတယ်ဘုရားရှင်ကတင်ပိုင်ဆိုင်တဲ့အရာကိုလာပြန်ပေးခြင်းဖြစ်တယ်လို့ဆိုတာတရဖူကိုပြန်ဆောင်ပေးဖို့လုပ်ပေမဲ့အဇာရတကကျွန်ုပ်ဒါကိုအလိုမရှိတော့ဘူးလို့ဆိုလိုက်တာဖြစ်ပါတယ်သူအနေနဲ့တရဖူကိုတတ်မှတ်မှုကြောင့်အပြင်းများစွာကျူးလွန်မိခဲ့ကြောင်းအကောင်းဆုံးကိုခွဲခြားသိနေပေမဲ့မသိစိတ်ကိုထိန်းချုပ်လို့မရခဲ့ကြောင်းဒီလိုအရာတွေနဲ့မိမိရဲ့စိတ်နှလုံးကိုနှိပ်စက်နေမှမသိနှိပ်စက်မိနေခဲ့ကြောင်း ဒါပေမဲ့ဒီနေ့မှာတော့ငြိမ်အေးမှုကမရယူတော့သွားတော့မလို့ဖြစ်နေကြောင်းရှောက်ထားခဲ့ပါလေ။ဘုရားရှင်ကငြိမ်အေးမှုဆိုတာမိမိကိုယ်တိုင်ရှာဖွေရကြောင်းတပားသူစီမှာလက်ပြန်တောင်းခံလို့မရကြောင်းမိန့်တော်မူတဲ့အခါအဇာတသက်ကဒီလိုဆိုရင်တပိတော့ဘလို့လောက်ရမလဲဖုရား။ခွေးလေးတွေဒဏ်ရာရရင်မိမိရဲ့ဒဏ်ရာကိုရှာနေရတယ်လို့လုံနေရမှာလားဆိုပြီးမေးလိုက်ပါလေ။ဘုရားရှင်ကအဇာတသက်ဟာဘရင်တပားဖြစ်တာကြောင့်ဒိုင်းမီကိုတရားသဖြင့်အုပ်ချုပ်ပါကစိတ်နှလုံးအေးချမ်းပြီးငြိမ်အေးမှုကိုရလာမှာဖြစ်ကြောင်း ရေပြင်လို့သူငိမ့်ချမ်းပြီဆိုရင်တိုင်းသူပြည်သားတွေလည်းအေးချမ်းပါလိမ့်မယ်ဆိုပြီးတော့ဟောကြားလိုက်ပါတယ်။အစားတသက်ကအခုချိန်မှာသူ့ရဲ့စိတ်အတွင်းမှာအစိတ်စိတ်အမွားမွားကြေမွနေလို့ခံစားနေရပါတယ်လို့ဆိုခဲ့ပါတယ်။ဒီကမှာဘုရားရှင်ကတင်တေးဂီတာတွေကိုနှစ်သက်ပါလားလို့မေးတော်မူလိုက်ပါတယ်။ဘုရားရှင်ကတေးဂီတာဖန်တီးတဲ့ဒူရီယာတက်လက်လို့ပဲကျိုးတွေမရှိရင်တေးဂီတာတန်ထွက်ပေါ်လာမှာမဟုတ်ကြောင်းကျိုးတွေရှိပေမဲ့တင်းလုံးမြိုင်ရင်လည်းတီးခတ်ချိန်မှာပြတ်တောက်သွားနိုင်တယ်လို့ကျိုးတွေယော့နေရင်လည်းဂီတာတန်မထွက်နိုင်ကြောင်း လူရီယာတလက်တောင်ကျိုးတွေကိုတင့်တင့်အောင်ချိန်ကြီးရသလိုအစာတသက်ကိုရင်းကခတ်ထန်တဲ့ခန်းစားချက်တွေကိုလည်းတင့်တင့်အောင်ချိန်ကြီးရမှာဖြစ်ကြောင်းဒီလိုဆိုရင်ဒါငိန်ချောင်းတဲ့တန်စင်တစ်ခုလိုစိတ်နှလုံးသားကလည်းပျော်ပြောင်းနူးညံ့လာပါလိမ့်မယ်လို့ဟောတော်မူခဲ့ပါတယ်အစာတသက်ကသူ့အပြည့်ကြီးတွေကိုကျူးလွန်ခဲ့တာကြောင့်ဒီအပြည့်တွေကလည်းလွတ်မြောက်နိုင်ပါမလားလို့မေးလာတဲ့ခါဘုရားရှင်ကအမားကိုသိရင်ပြောင်းလဲဖို့အတွက်နောက်ကျတယ်ဆိုတာမရှိကြောင်းမိမိကိုယ်ကိုပြောင်းလဲပြီးဖြောင့်မတ်မှန်ကန်ခြင်းကမိမိကိုလွှမ်းမိုးလာတဲ့ခါအနာမှာခါးစားနေကြတဲ့အမတ်မင်းတွေ တန်မှုတွေလည်းတရားမျှတမှုကိုလေးစားလာမှာဖြစ်ကြောင်းဒီလိုနည်းနဲ့မိမိရဲ့ဘဝကိုတန်ဖိုးတက်စေပြီးတော့လက်အောက်ငယ်သားတွေကိုလည်းဩစာတက်ရောက်မှုရှိမှာဖြစ်ကြောင်းဘရင်တစ်ပါးအတွက်အာနာနဲ့အုပ်ချုပ်ပဲမြစ်တာနဲ့အုပ်ချုပ်ချင်းတည်တာငြိမ်ချမ်းနီလန်ဖြစ်ကြောင်းဟောကြားတော်မူခဲ့ပါလေအစာတသက်ကသူဟာဖခင်ကိုတတ်မိသည်ထိအပြင်းများကျူးလွန်ခဲ့ပေမဲ့ဒီနေ့ကစားပြီးဖះရှင်အဆုံးမကိုအမြဲနှလုံးသွင်းမှာဖြစ်ကြောင်းဘယ်သူတဦးတယောက်ရဲ့ခွင့်လွန်မှုနဲ့မှမထိုက်တန်တဲ့သူလိုလူတယောက်ကိုဖះရှင်ရဲ့တပည့်ဖြစ်တတ်မှတ်ပေးပါလို့ဆိုခဲ့ပါတော့တယ် ဗျာရှင်ကလူတအူးဟာအရာရာနဲ့ထိုက်တန်ကြောင်းဇက်ကြဝလာတစ်ခုလုံးမှာမိမိရဲ့မြစ်တာနဲ့အထိုက်တန်ဆုံးသူဟာမိမိကိုယ်တိုင်သာဖြစ်ကြောင်းဒါကြောင့်ကောင်းကျိုးဆိုးပြစ်တွေကိုမိမိကိုယ်တိုင်ဆင်ခြင်သုံးသပ်ပြီးတရားကိုအမြဲနှလုံးသွင်းပါလို့ဆိုကားဆုံးမတော်မူခဲ့ပါတော့လေညာပိုင်းချိန်မှာဇာတတ်ဟာဗျာရှင်ရဲ့အဆုံးအမတိုင်းတရားစုမှတ်နေချိန်မှာဒေဝရကြီးရောက်ချလာခဲ့ပါတယ်ဒေဝရကအမြဲတမ်းစိန်ခံတဲ့အရာတွေနဲ့ပျော်ပါးနေတတ်တဲ့ဇာတတ်ဟာတရားတွေပါရီစုမှတ်နေပါလားလို့ဆိုတဲ့အခါမှာဇာတတ်က တရားရှုမှတ်တယ်ဆိုတာကိုနားမလဲသေးကြောင်းမိမိကိုယ်ကိုငြိမ်းချမ်းအောင်စူးစမ်းနေခြင်းသာဖြစ်ကြောင်းဆိုလိုက်ပါလေဒီခါမှာဒေဝရက်ကဘယ်လိုငြိမ်းချမ်းနိုင်မှမလဲကျုပ်တို့ရဲ့ဘုံရန်သူကအသက်ရှင်လျက်ရှိနေသေးတာကိုလို့ဆိုလိုက်တာပါအဲ့နောက်ဘုရားရှင်သာမကသာသနာတစ်ခုလုံးကိုဖျက်ဆီးပြစ်ဖို့အဇာရတရဲ့စစ်တီတချို့သူနဲ့ထဲပေးလိုက်ဖို့ပြောခဲ့ပါလေပြောင်းလဲသွားပြီဖြစ်တဲ့အဇာရတဟာဒီနေ့ကစလို့ဗုဒ္ဓနဲ့သူ့ရဲ့တာဝကတွေကိုထိပါသူမှန်သမျှရန်သူအဖြစ်နဲ့တုတ်တင်ပြစ်မယ်ဆိုပြီးတော့ပြောလိုက်တာပါ ဒေဝဒတ်ကလည်းအချိန်လေးကိုနားလည်သွားခဲ့ပြီးတော့သင်ဟာအာနာရှင်ကနေသူတော်စင်ဖြစ်ချင်နေတာပဲဗုဒ္ဓကသင်လိုလူကိုယ်တော်ပြောင်းလဲပြစ်လိုက်နိုင်ရင်အတော်ညံများတဲ့လူပဲဖြစ်ရမယ်လို့ဆိုလိုက်ပါလေအဇာတတကဗုဒ္ဓကတပ္ပညုဒညံရရှိထားသူဖြစ်တယ်လို့စัจ java လာတစ်ခုလုံးမှာအတုမရှိတော်သူဖြစ်ကြောင်းအချိန်တွင်ကြာလာတိုင်းမြအရာရာပြောက်ွယ်သွားမှာဖြစ်ပေမဲ့ဗုဒ္ဓရဲ့ညံအလင်းကတော့အမြဲတမ်းထွန်းလင်းနေလိမ့်မှာဖြစ်ကြောင်းမိမိကိုယ်ကိုပြောင်းလဲခြင်းအတွက်ဘက်တော့မှနောက်ကျခြင်းဆိုတာမရှိတာကြောင့် သူကလည်းဗုဒ္ဓရဲ့တပည့်ဖြစ်နေတသက်တာခံယူလိုက်ပြီးဖြစ်ကြောင်းဆိုလိုက်ပါလေဒေဝရကဒါဟာမိတ်ဆွေလိုကြွေးကြော်ပြီးယုံကြည်မှုကိုသစ္စာဖောက်တာဖြစ်ကြောင်းဒါဟာသူအကူအညီကိုထူးရအချင်းညင်ပယ်ခြင်းဖြစ်ပြီးတော့ဒီလောက်ရကိုပဲတော့မှမိတ်မှာမဟုတ်ဘူးလို့ဆိုကဒေါသတကြီးနဲ့ပြန်ထွက်သွားခဲ့ပါတော့ဒီနောက်နေ့မှာတော့ဒေဝရကဘုရားရှင်ဆုံးကံကြွားလမ်းမှာကြိုတင်ဆောင်ဆိုင်နေခဲ့ပြီးတော့လောက်ကြံမှုစူးစားခဲ့ပြီးမိတ်စွန်းစားလာပိနဲ့တကားတွေရောက်လာတာကြောင့်အကြံစီပြတ်သွားခဲ့ရပါလေဘုရားရှင်ဆုံးကံကြွားလမ်းမှာအလွန်တရာချမ်းအိတ်နေတဲ့ကြားက ရေချိုးနေတဲ့ပုံသားတွေကိုမြင်လိုက်ရတာကြောင့်ဘေးနားကဒကာနှစ်ဦးကိုအကျိုးကြောင်းမေးကြည့်လိုက်ပါလေ။ဒကာများကအဲ့ဒီပုံသားကရေချိုးပြီးကမ်းပေါ်အတက်မှာဖားရကောင်ကိုတန်နေမိတာကြောင့်သူ့ကိုယ်သူအပြစ်ရှိသူလို့တတ်မှတ်လိုက်ကြောင်းဒါကြောင့်အပြစ်ကိုစေးကြောဖို့မြေကြီးထဲမှာတရားနဲ့ရှစ်ချိန်တိတိထိုင်ထားလုပ်နေကြောင်းကိုရှောက်ထားခဲ့ပါလေ။ဒီကမှာဖះရှင်ကမြေကမ်းသားကိုရှောက်သွားကပုံနာကိုဒီတိုင်းဆက်လုပ်နေရင်အေးအေးမိမိဖျားနာလိမ့်မယ်လို့မိန့်လိုက်ပါလေ။ပုံနာကသူမစင်မချင်တဲ့ဖားတကောင်ကိုတန်နေမိတာကြောင့် အပြစ်စင်ကြဲတဲ့ဒီမြေကြီးကိုချိုးရပါလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဘုရားရှင်ကဒီမြေကိုချိုးယုံနဲ့စင်ကြဲသွားစီမဲ့ဆိုရင်မြေထဲမှာနေထိုင်ကြတဲ့ဖားတွေ၊ငါးတွေ၊လက်တွေ၊မွေတွေအားလုံးတန်တရာကမလွတ်မြောက်သင့်ပေဘူးလားဆိုပြီးတရားပြလိုက်ပါတယ်။ဒီတော့မှပုံနာလဲအမြင်မှန်ရကကံမဘူပြန်တက်လာခဲ့ပါတယ်။ဘုရားရှင်ကမြေကြီးကိုချိုးယုံတဲ့အပြစ်တွေကိုအာဘက်ဖြေလို့မရနိုင်ကြောင်းအပြစ်တွေအလုံးကလွတ်မြောက်လိုပါရင်မိမိကိုယ်တိုင်အဝိဇ္ဇာအမှောင်တူတဲကနှိုးချဖို့လိုအပ်ကြောင်းဟောတော်မူခဲ့ပါလိမ့် ပုံနာကအရှင်အာမန်တရားကိုရိုးချင်းစွာနားလည်စေခဲ့ကြောင်းနဲ့သူဟာရှေးရခင်ကလေးကရှိလာခဲ့တဲ့အယူလွဲမှားမှုတွေကိုမျက်စိစုံမိပြီးယုံကြည်နေပြီးကြောင်းပြန်လည်လျှောက်ထားလိုက်ပါတယ်။ဒီကမှာဘုရားရှင်ကဟိုးရခင်ကလေးကမှတ်သားထားတဲ့အသိပညာတွေဆိုပေမဲ့ခစ်တွေကြာလာနေမှပြန်လည်သုံးသပ်ဆင်းရဲဖို့လိုအပ်ကြောင်းဘဝမှာကိုယ်ပိုင်လင်းအောင်နဲ့မိမိကိုယ်ကိုအလင်းပြဖို့သာစူးစမ်းတင်ကြောင်းမိန်ကြားကချမ်းအေးနေတဲ့ပုံနာကိုသင်ကန်းတစ်ထည်ထုတ်ကခြုံပေးလိုက်ပါတော့တယ်။တဖက်မှာဒေဝရဟာတောင်ထိပ်ပေါ်ကိုကြောက်တုံးကြီးလှိမ့်တင်သွားခဲ့ပြီး ။ဘုရားရှင်စွန်းစားပြီးပြန်လာတဲ့အချိန်မှာတော့ကြောက်တုံးကိုတွန်းချလိုက်ပါလေ။ဒါပေမဲ့သူ့ကိုယ်တိုင်လည်းခြေချော်ပြီးတော့ကြောက်တုံးရဲ့အနောက်ကလိုက်ပြီးတော့လိမ့်ကျသွားပါတော့လေ။တောင်ဆောင်တိုင်းလိမ့်ဆင်းလာတဲ့ကြောက်တုံးကအချိန်နဲ့ဘုရားရှင်ကိုကြော်သွားခဲ့ပြီးတော့ဒေဝဒတ်ကတော့ဘုရားရှင်ရဲ့ခြေတော်ရင်တဲ့တွေကိုလိမ့်ကျလာပါတော့လေ။ဘုရားရှင်ဟာသူ့အလိမ့်လေးနဲ့ဒဏ်ရာအပြင်းထန်ရနေတဲ့ဒေဝဒတ်ကိုကျောင်းတော်ကြီးကိုပြန်ခေါ်လာခဲ့ပြီးကိုတော်တိုင်ပြုစုကုသပေးတော်မူခဲ့ပါတယ်။ နောက်ဆုံးချိန်ကိုရောက်နေဖြစ်တဲ့ဒေဝရတ်ဟာအခုမှပြုတ်ခဲ့မိတဲ့အပြစ်တွေကိုတစိမ့်စိမ့်တွေးကာအမြင်မှန်ရလာခဲ့ပြီးဖယားရှင်ရဲ့ခွင့်လွှတ်မှုနဲ့မထိုက်တန်ပါဘူးလို့ဆိုကာငိုယိုတောင်းပန်ရှာပါလိမ့်သူ့ရဲ့ဘဝတစ်ချောင်းလုံးဤပါဖယားရှင်ရဲ့ပျက်စီးရာပျက်စီးကြောင်းကိုပဲကြံစီနေခဲ့မိကြောင်းရှောက်ထားတဲ့အခါမှာဖယားရှင်ကဘယ်တုန်းကမှအပြစ်မယူခဲ့ကြောင်းမိန့်တော်မူပါလိမ့်ဒီခါမှာဒေဝရတ်ရဲ့မျက်နှာဟာပြုံးယောင်တန်းလာခဲ့ပြီးတော့ဗုဒ္ဓံတရဏံဂစ္ဆာမိဆိုပြီးတော့ရွတ်ဆိုလိုက်ပါတော့တယ် ဘုရားရှင်ကဒေဝရကိုစိတ်ထဲမှာတရားဓမ္မကိုအမြဲတမ်းနှလုံးသွင်းမှုနဲ့ဘုရားကိုလည်းမမေ့မလျော့စေဖို့အမှန်တရားကိုသိရှိသူဟာဓမ္မလမ်းကြောင်းအပေါ်ကိုရောက်လာကြောင်းနဲ့မိမိရဲ့စိတ်ကိုတည်ငြိမ်အောင်စူးစမ်းချုပ်တီးထားဖို့မိန့်ကြားတော်မူလိုက်ပါလေ။အဲဒီနောက်ဒေဝရဟာဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိဆိုပြီးဝိဒနာကြားကစူးစမ်းရွတ်ဆိုကဘဝဇက်သိမ့်သွားခဲ့ပါတော့တယ်။ မနက်ခင်းကူပါဗျာရှင်ဟာငိုဆိုင်တန်ကိုကြားရရတာကြောင့်အတန်လာကူသွားကြည့်တဲ့အခါတရားရှုမှန်ရင်ဆိုင်ကြီးတွေငိုနေတဲ့ရှေးမောက်ကလန်ကိုတွေ့လိုက်ရပါလိမ့်။ဗျာရှင်ကအကြောင်းရင်းကိုမေးတဲ့အခါရှေးမောက်ကလန်ကတရားရှုမှတ်တိုင်းမေတော်ဖြစ်သူကိုမြင်နေရကြောင်းငယ်စဉ်ကတည်းကမိခင်ဖြစ်သူကိုစိတ်ဒုက္ခမပေးဘူးပေမဲ့ဘာကြောင့်မှမသိဝမ်းနည်းမှုတွေခံစားနေရကြောင်းအာယုံတွေကပုံရိပ်မှာမိခင်ဖြစ်သူကိုထမင်းခွန်ကျွေးပေမဲ့မိခင်ရဲ့ဗဇတ်ထဲကိုရောက်သွားချိန်မှာမိခဲတွေဖြစ်ပြောင်းလဲသွားကြောင်းအဲ့ဒီမြင်ကွင်းကြောင့်လွန်စွာစိတ်မချမ်းမသာဖြစ်နေရကြောင်းနဲ့ ဒါကဘလို့အထိပယ်ရှိပါလဲလို့မေးလျှောက်ခဲ့ပါလေ။ဘုရားရှင်ကမိခင်ဖြစ်သူမှာတတ်ရှိထင်ရှားရှိစဉ်အချိန်ကတဦးတယောက်ပေါ်ညှဉ်းပန်းနှိပ်စက်ခဲ့ဘူးပါလားဆိုပြီးတော့မေးလိုက်ပါလေ။ရှင်မောက်ကလန်ကမိခင်ဖြစ်သူရဲ့လောက်ရက်တွေဟာတခြားသူတွေပေါ်အမြဲထိခိုက်စေခဲ့ကြောင်းနဲ့ဒီအတွက်ဖြစ်လာတဲ့ဝန်ထဲပူဆွေးမှုတွေကိုဘလို့ဖြေပြောက်ရမလဲလို့မေးခဲ့ပါလေ။ဘုရားရှင်ကမိခင်ဖြစ်သူဟာဘလို့အပြစ်တွေကျူးလွန်ခဲ့ပါစေ။ရှင်မောက်ကလန်နေနဲ့ချင်းမြတ်နိုးလျက်ရှိတာကိုအားရကျေနပ်မိတဲ့အကြောင်းရှင်မောက်ကလန်နေနဲ့စင်ကြယ်တဲ့သီလာတရားနဲ့ သူတော်ကောင်းတရားများအားထုတ်ကမိဘကျေးဇူးကိုဆန့်နိုင်ကြောင်းကုသိုလ်ကောင်းမှုပြုပေးတိုင်းမိဘတို့အတွက်ရည်စူးအမြတမ်းပေးဝေရင်မိဘတွေဟာတမလွန်ကနေသာဓုအနုမောဒနာခေါ်ဆိုပြီးကောင်းမွန်ရာကိုရောက်ပါလိမ့်မယ်ဆိုပြီးတော့ဟောတော်မူခဲ့ပါတယ်။တဝင်းပုံသားစီရတပည့်များနဲ့တူရေကြီးတုံးပြပုံစံနဲ့ရောက်လာပြီးတင်တကယ်ပဲဗုဒ္ဓရဲ့တပည့်ဖြစ်ခံယူလိုက်ပြီလားဆိုပြီးတော့အဇာတတ်ကိုမေးလိုက်တာပါအဇာရတကအေးဆေးစွာနဲ့ကောင်းငြိမ်ပြတဲ့အခါပုံနာကြီးကစိတ်ဆိုးမှန်ဆိုးနဲ့အပြစ်တင်ပါတော့တယ် မိကြီးအားမြမနာဘုံနာရိရဲ့သာသနာကိုစောင့်ရှောက်ပေးရမှာဖြစ်ကြောင်းအားလုံးရှိမှသူရဲ့ကောင်းတူးဖြင့်မမရက်ဒီကမာဂရအင်ပါကြီးကိုချဲ့ထွင်ရမှာဖြစ်ကြောင်းအခုလိုမိမိဘာသာကိုအလွယ်တကူမစွန့်လွှတ်တဲ့ကြောင်းနဲ့ဗုဒ္ဓဟာဗိမာတရားမင်းကြီးတုန်းကလိုပဲအစာတသက်ကိုလည်းဖန်ဆားလိုက်ပြန်ပြီလို့ဆိုခဲ့ပါလိမ့်အစာတသက်ကသူ့ရဲ့ပြည့်ရှင်မင်းတာဝန်တွေကိုကောင်းစွာနားလည်ကြောင်းနဲ့ဂျေဇုပြုပြီးဗုဒ္ဓဘော်လွဲမာတဲ့ဆွဆွဲပြောဆိုမှုတွေမလုပ်ပါနဲ့လို့ဆိုလိုက်ပါလိမ့်ဗုဒ္ဓကြီးကသူ့အမှန်တရားတွေပြောနေတာဖြစ်ကြောင်းနဲ့ ဗုဒ္ဓမေကုံပေါင်းများစွာမေးပြီးတစ်ဖက်လူရဲ့အတွေးတွေကိုကတောင်းကနေဖြစ်နိုင်အောင်လုပ်နိုင်ကြောင်းပြောတဲ့အခါမှာအဇာတသက်ကဗုဒ္ဓကဗာမေကုံမှမမေးခဲ့ပဲမိမိရဲ့ဝင်သက်ထွက်သက်ကိုထိန်းချုပ်ယုံနဲ့စိတ်ငြိမ်းချမ်းမှုကိုရနိုင်မဲ့နီလန်ကိုညှို့ပြပေးခဲ့တယ်လို့ဆိုလိုက်ပါတယ်ဗုဒ္ဓကြီးကစိတ်ငြိမ်းချမ်းမှုနီလန်တွေသူ့မှာများစွာရှိတယ်လို့ဆိုလာတဲ့အခါအဇာတသက်ကတင်ကျွန်ုပ်ကိုပေးနိုင်တာအိတ်မပြောတဲ့ညတွေပဲတင်ကြောင်ဖားခင်အရင်ကိုတောင်ပြန်တတ်မိခဲ့ဒီတော့ကျွန်ုပ်မှနေ့စဉ်နဲ့များပူဆွေးတော့ကရောက်နေရတယ်လို့ဆိုလိုက်တာပါ ဒါမဲ့ပုံသားကြီးကမင်းကြီးတင်ပူဆွေးသောကရောက်နေတာဖခင်ကိုတတ်မိလို့မဟုတ်ဘူးအံပါပါဠိသာသနာပေါ်ဝင်သွားလို့ပဲဆိုပြီးပြောလိုက်ပါလေအဲဒီစကားကြောင့်အစားတက်လဲဒေါသထောင်းနဲ့ထွက်သွားပြီးတော့ဓာတ်ကိုဆွဲထုတ်လိုက်မိလျက်သားဖြစ်သွားပါတော့ဒီအဲနောက်သူစိတ်သူပြန်လဲစူးစားထိန်းချုပ်ပြီးတော့ဓာတ်ကိုဒိန်နဲ့ပြန်တွင်းလိုက်ပါလေဒေါ်ဝင်ပုံသားကြီးကမာဂရာတိုင်းပြည်ကတိမ်ပေါ်မျောလင်းချက်ကြီးစွာထားခဲ့တယ်ဒါမဲ့တင်ကားတော့ကျွန်တော်တို့ကိုမျောလင်းချက်ဖျက်ဆီးခဲ့ဒီတော့ဒေပြန်လဲပေးစားရလိမ့်မယ်လို့ဆိုကပြန်လဲထွက်သွားကြပါလေ ပုံသားတွေထွက်သွားကြတယ်မှာစေတူကြီးကမင်းကြီးတင်ခုလိုပြောင်းလဲသွားတာကိုကျွန်တော်လည်းအံ့ဩမိပါတယ်တင်သားကိုထုတ်ပြီဆိုတာနဲ့သွေးမဆိုးမဲ့ဒအိမ်နဲ့ပြန်ထဲလိမရှိဘူးလို့ဆိုခဲ့တာပါအဇာရတက်ကတုံဝင်ပုံသားတစ်ပါးကိုတတ်ဖို့တုံဆိုင်နေမှာမဟုတ်ပေမဲ့ဒီလိုလုံးမရင်ဆရာသခင်မြတ်ဗုဒ္ဓကိုစော်ကားမရကြလိမ့်မယ်လို့ဆိုခဲ့တာပါစေတူကြီးကတုံဝင်ပုံသားကြီးကရရာဆဆမင်းကြီးကိုချင်းချောက်သွားခဲ့တယ်လို့ဆိုတဲ့အခါမှာအဇာရတက်ကဘယ်သူကပဲသွေးထိုးလုံဆောင်မှုတွေလုပ်ပါစေကျွန်တော်ဘယ်တော့မှအကြမ်းဖက်မှုမလုပ်တော့ဘူး ဇေယသခင်မြတ်ဗုဒ္ဓညွန်ပြတဲ့လမ်းကိုပဲရှောက်တော်မယ်လို့ဆိုလိုက်ပါတော့တယ်။တဲမှာဇူတဲ့ဇနီးပြည့်သူဘုရားရှင်စီကိုရောက်လာခဲ့ပြီးတော့ဇူတဲ့ကဘဝနောက်ဆုံးချိန်ကိုရောက်နေဖြစ်ကြောင်းနဲ့တေယံမှုမှုအချိန်မှာတော့ဘုရားရှင်အကြောင်းကိုတဖဖပြောနေကြောင်းဘုရားရှင်ရဲ့သာသနာအတွက်တစ်ဘဝလုံးပုံအပ်ခဲ့တဲ့အိရာတဲ့လဲနေဖြစ်တဲ့ခင်မုန်းတဲ့ကိုတစ်ချိန်လောက်လိုက်ပြီးတော့ကြည်ပေးဖို့တောင်းပန်လျှောက်ထားခဲ့ပါတယ်။ဘုရားရှင်ကဇူတဲ့ဟာကိုကျိုးမငယ်ပဲယဟန်တန်ဃာများရဲ့သာသနာဒါကာဖြစ်တဲ့ထန်းဆောင်ခဲ့ကြောင်းတွေဝေတုံဆိုင်ခြင်းမရှိပဲဇီးတိမ်ချမ်းသာအားလုံးကိုစုံကျဲခဲ့ကြောင်းနဲ့ အဲ့ဒီလိုမြင့်မြတ်တဲ့သာသနာအကျိုးဆောင်ပုဂ္ဂိုလ်စီကိုတွားရမှာပို့လို့မိန့်လိုက်ပါလိမ့်အဲ့နောက်စုတက်အိမ်ကိုကြွားသွားခဲ့ပြီးဘုရားရှင်ကိုမြင်တော့စုတက်ကကျွန်ုပ်ရဲ့နောက်ဆုံးအချိန်မှာအရှင်ဘုရားကိုဖူးတွေ့ခြင်းလို့ပါဆိုပြီးတော့ရှောက်ထားခဲ့ပါလိမ့်ဘုရားရှင်ကသင်တရားမအောင်ကြောက်ပါသလားလို့မေးတဲ့အခါမှာစုတက်ကကြောက်တာပေါ့ဗျာဒါပေမဲ့အခုအရှင်ဘုရားနဲ့တွေ့ရပြီဆိုတော့တပည့်တော်တို့မျောလင်းချက်ရှိလာခဲ့ပါပြီလို့ဆိုခဲ့တာပါဘုရားရှင်ကမကြောက်ပါနဲ့စုတက်သင်ဘွားတဲ့ရှောင်းလုံးတခြားသူများပေါ်ကူညီခဲ့ဒါတောင်စိတ်ပူစရာမရှိဘူး ကိုရောရဲ့စကားတွေကိုမျက်လုံးမှိတ်ပြီးအာယုံဆိုင်ပါဒါဆိုတေချင်းတရားကိုရဲရဲဝုံဝုံရင်ဆိုင်နိုင်လိမ့်မယ်မြင်နေရတဲ့အရာတွေဟာမတီမြဲပါကြားနေရတာတွေကလည်းမတီမြဲပါရှာကားသိတဲ့အရာသာလည်းမတီမြဲပါဒီခန္ဓာကိုယ်ကြီးလည်းမတီမြဲပါအတိတရိလွတ်၍မရပါနှာခေါင်းကရတဲ့အနံလည်းမတီမြဲပါအရာသာအထီးအတွေ့အတွေ့အမြင်အားလုံးတရင်ကပါဝေဖာပြီးရင်တေဆုံးရမိမှာဓမ္မတာဝေဖာမှုမရှိရင်တေဆုံးမှုလည်းမရှိနိုင်ပါ ရားရှင်ရဲ့တရားဒေသနာအဆုံးမှာဇူဒက်ကသူ့ရဲ့ရင်ထဲမှာတေချင်းတရားကိုမကြောက်တော့ဘဲနှင်းဆက်တွေလိုအေးချမ်းသွားပြီဖြစ်ကြောင်းအရှင်မြတ်လိုပုဂ္ဂိုလ်ဒုနဲ့တွေ့ဆုံခွင့်ရတဲ့ပြင်ဘဝရဲ့နေဝင်ချိန်အိပ်ရာပေါ်လဲနေတာတောင်မှအရှင်ရဲ့တရားကိုနာကြားခွင့်ရလို့ကျေးဇူးကြီးမှလာကြောင်းနောက်ဆုံးစကားဆိုကတဘဝတခန္ဓာချုပ်ငိမ့်သွားခဲ့ပါတော့တယ်အဇာတမင်းစီကိုဂုံတဲချို့ရောက်လာခဲ့ပြီးတော့သူတို့ဂုံတွေဖောက်ကားရမျိုးနီးကတောအုပ်ထဲမှာဓမြအဖွဲတဖွဲဝင်ပြီးတော့တောင်းချမ်းနေကြကြောင်းတိုင်ကြားလာခဲ့ပါတယ် ဒီကမ္ဘာစာတက်ကလက်ဝေးစင်ရဲမတချို့ကတာမန်ပြည်သူအသွင်ယူစေပြီးအဆိုပါမျိုးကိုတွားဖို့နဲ့အခါခွင့်ရတာနဲ့ဓမြတွေကိုဖမ်းဆီးအပြစ်ပေးဖို့အမိန်ပေးလိုက်ပါတယ်။ကုံတဲတွေကိုစောင့်ရှောက်ဖို့အတွက်လည်းရဲမတချို့ထယ်ပေးဖို့စစ်သူကြီးကိုစီစဉ်စေလိုက်ပါတယ်။ဒါပေမဲ့တောင်ဝင်ပေးရခံရတဲ့ရဲမတွေဟာဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်တက်ဝင်နေကြပြီးဓမြတွေကိုတိုက်ခိုက်တပ်ဖြတ်ပစ်လို့စိတ်မရှိတာကြောင့်ဘုရားရှင်စီမှာရဟန်းအဖြစ်ခံယူကြဖို့တိုင်ပင်နေကြပါတော့တယ်။ဓမ္မမှာရှင်သာရိပုတ္တရာဟာဘုရားရှင်ထံမှာမေရောစီပြန်ဖို့အတွက်ခွင့်တောင်းခဲ့ပါတယ်။မေရောဖြစ်သူဟာနာမကျန်းဖြစ်နေကြောင်းနဲ့ အနီးနားမှာစောင့်ရှောက်ပေးမဲ့သူလည်းမရှိကြောင်းရှောက်ထားခဲ့ပါလေ။ဘုရားရှင်ကဒီအတွက်ဆိုရင်ခွင်တော်မှုတော်မလိုကြောင်းနဲ့လောကကြီးမှာမိခင်ကိုပြုစုစောင့်ရှောက်တာထက်ကြီးမြတ်တာမရှိကြောင်းမိခင်ကိုပြုစုခွင့်ရတာဟာလည်းအဖိုးမပြတ်နိုင်တဲ့အခွင့်အဖြစ်ကြောင်းမိန့်ကြားခဲ့ပါလေ။ရှင်သာရိပုတ္တရာကမိခင်ကြီးခံစားနေရတဲ့ဝေနာရီတတ်တာစီမဲ့ဆုံးမစကားလေးတစ်ခွန်းလောက်မိန့်ကြားပေးဖို့တောင်းဆိုခဲ့ပါလေ။ဘုရားရှင်ကစိတ်နဲ့ခန္ဓာကျမ်းမာဖို့အတွက်လျှို့ဝှက်ချက်ရှိကြောင်းအဲ့ဒါကတော့အတိတ်ကဖြစ်ရတဲ့အတွက်တော့ကမရောက်သလို အနာဂတ်အတွက်လည်းကြိုတင်တွေးမပူဖို့နဲ့လက်ရှိပြည်စုံပံကိုအာရုံစိုက်ပြီးအကောင်းဆုံးဖြစ်အောင်နေထိုင်ခြင်းပဲဖြစ်ကြောင်းဟောကြားခဲ့ပါလိမ့်။အနောက်ရှင်သာရိပုတ္တရာဟာဘုရားရှင်ကိုနှုတ်ဆက်တဲ့အနေနဲ့ရှ िख ိုးကတော့ကထွက်သွားခဲ့ပါတော့တယ်။ဒီမင်ငွေကိုကြီးကနားမှာရှိနေအစာတက်ကလူတွေအားလုံးကသူတို့ရဲ့ဒုက္ခတွေ၊စိုးရိမ်မှုတွေ၊တောကတွေအတွက်နဲ့ဗုဒ္ဓဆီကိုရောက်လာကြတယ်။ဘုရားရှင်အနေနဲ့လူတိုင်းကိုစိတ်တက်မြင့်တင်ပေးရတာမငြင်းငွေဘူးလားလို့မေးလျှောက်လိုက်ပါလိမ့်။ဘုရားရှင်ကအားလုံးကိုကိုကျင်းစာတရားနဲ့ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ပူဆွေးတော့ကကိုခန်းစားနိုင်မှာတော့မဟုတ်ဘူးလို့မိန့်လိုက်ပါတယ်။အစားတက်ကပညာရှိများစွာတွေ့ဘူးပေမဲ့အရှင်ရဲ့ကြီးမားမှုကိုတော့ဘယ်သူမှမရှင်းနိုင်ကြောင်းရှောက်ထားပါတယ်။ဘုရားရှင်ကလည်းဘာသာရေးကျမ်းစာတွေလည်းဘလောက်ပဲလေးလာလိုက်စားပြီးပညာရှိဖြစ်နေပါစေ။အဲ့ဒါတွေကိုဘဝအတွက်အသုံးမချမချင်းလေးလာမှုအားလုံးကအချိန်နည်းပဲဖြစ်ကြောင်းမိန့်လိုက်ပါတယ်။ဒီစကားကြောင့်အစားတက်ဟာပုံနာကြီးကိုအမှတ်ရမိသွားပါတယ်။ဘုရားရှင်ကိုဗုဒ္ဓရဲ့တပည့်ဖြစ်ခံယူလိုက်တာကြောင့်ပုံနာကြီးစိတ်ဆိုးဒေါသထွက်နေကြောင်း ပုံနာကြီးကလည်းတိုင်းပြည်အတွက်အရေးပါသူတူးဖြစ်တာကြောင့်အခုလိုမသိမမြတ်ဖြစ်နေရင်တိုင်းသူပြည်သားတွေပဲနဲ့နာမှာဖြစ်ကြောင်းကိုရှောက်ထားခဲ့ပါတယ်။ဘုရားရှင်ကအစာတတ်အနေနဲ့ဒီလိုသဘောထားကွဲလွဲမှုကိုတကယ်ဖြေရှင်းလို့တဲ့ဆိုရင်အများရှိပါနှစ်ဖက်တွေ့ဆုံမှုလုပ်ပြီးသဘောထားကွဲလွဲတဲ့အချက်တွေကိုလူတိုင်းကိုအသိပေးရမှာဖြစ်ကြောင်းအရင်နောက်နှစ်ဦးနှစ်ဖက်ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှားမှာဖြစ်ကြောင်းနောက်တစ်ဆင့်အနေနဲ့မိမိမှားနေပါကဝင်ချတောင်းပန်မှုနဲ့တစ်ဖက်ကိုလည်းခွင့်လွှတ်ပေးဖို့ပြင်ဆင်ထားတဲ့ကြောင်း အရင်နောက်နှစ်ဦးသဘောတူဆုံးဖြတ်ချက်များကိုချမှတ်ပြီးအတီးပြူရမှာဖြစ်ကြောင်းနောက်ဆုံးအနေနဲ့ဆုံးဖြတ်ချက်များကိုအများရှိမှာ၃ချိန်၃ခါကြီးညာပြီးကန့်ကွက်သူမရှိပါကအဲ့ဒီဆုံးဖြတ်ချက်များကိုစတင်အကောင့်ထဲပို့နိုင်ပြီးဖြစ်ကြောင်းဒီနေ့လနဲ့နှစ်ဦးနှစ်ဖက်ပြန်လည်မိတ်ဖွဲ့ပြီးတော့ပြည်ထနာကိုဖြေရှင်းတင်ကြောင်းဟောကြားတော်မူခဲ့ပါသည်အဲ့နောက်ဖျားရှင်ရဲ့ညွန်ကြားချက်တိုင်းညီလာခံခေါ်ယူကအားလုံးရှိမှာပုံနာကြီးနဲ့ဆွေးနွေးခဲ့ပါသည်အစားတက်ကငိမ့်ညားမှုစီကံနှစ်ချက်ကိုလိုက်နာရမယ်လို့ဆိုခဲ့ပြီးတော့ ဘုံနာကြီးကအဲ့ဒီစည်းကမ်းချက်ကိုဘသူကချမှတ်တာလဲလို့မေးခဲ့ပါလေ။အဇာရတက်ကစည်းကမ်းချက်တွေကိုဗုဒ္ဓကချမှတ်ခဲ့ကြောင်းပြောလိုက်တဲ့အခါဘုံနာတွေကဗုဒ္ဓရဲ့စည်းကမ်းချက်ကိုဘာကြောင့်လိုက်နာရမှာလဲဆိုပြီးတော့ဒေါသထွက်ကုန်ကြပါတော့လေ။ဘုံနာကြီးကဗုဒ္ဓရဲ့စည်းကမ်းကိုလိုက်နိုင်ဗမနာနယ်ဝင်ဘုံနာဖြစ်ကနေဗုဒ္ဓရဲ့တာဝကဖြစ်သွားလိမ့်မှာပေါ့လို့ဆိုခဲ့ပါလေ။မင်းကြီးကိုယ်တိုင်လည်းဗုဒ္ဓရဲ့လမ်းကိုရှောင်လန်းခြင်းဟာဘုံနာအားလုံးကိုမထီမဲ့မြင်ပြုခြင်းဖြစ်လို့တတလုံးကိုးကွယ်လာတဲ့ရှေးရိုးရာကိုလည်းစော်ကားရောက်တယ်လို့ဆိုလိုက်ပါလေ။ ဒီခါမှာအစာရတကဗုဒ္ဓဆိုတာပုံနာတို့ပေါ်ဘယ်တော့ခါမှမကောင်းသောရွယ်ချက်မထားခဲ့ကြောင်းဗုဒ္ဓကအဝိဇ္ဇာအမှောင်ကိုဖြိုခွင်းပြီးတော့လူသားအလုံးအတွက်လောကကိုအလင်းဆောင်သူဖြစ်ကြောင်းလူချင်းချင်းခွဲထားဆက်ဆံခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မလိုမုန်းတီးမှုတွေကိုဗုဒ္ဓကဖယ်ရှားပေးခဲ့ကြောင်းပုံနာများအနေနဲ့စီးစိမ်တွေကြားမှာရစ်မှုကဗုဒ္ဓပေါ်အမြင်ဆောင်မနေတင်ကြောင်းဗုဒ္ဓဘရင်တရဖူကိုလူဒန်းခဲ့တာတော့ညင်းပယ်ခဲ့တဲ့အချိန်လောဘနေပြီးကြီးညိုစရာကောင်းသူဖြစ်ကြောင်းဗုဒ္ဓအရာအလုံးကိုစွန့်လွတ်ခဲ့ပြီးတဲ့အချိန် ရိုးရှင်းတဲ့ဘဝနဲ့အရာအားလုံးကိုပြီးပြည့်စုံနေသူဖြစ်ကြောင်းဆိုခဲ့ပါလေ။အဲဒီအချိန်မှာပဲကုံတွေတွေရောက်လာကြပြီးတော့သူတို့ဓမြအတိုက်ခံအောင်လာပြီးတော့တိုင်ကြားကြပါတော့တယ်။အစာတက်ကတော့သူ့ရဲ့တပ်ဖွဲ့ကိုအဆောင်ရှောက်ဖြစ်နေထဲပေးလိုက်တဲ့မုံလားလို့မေးတဲ့အခါရဲမန်၅ဦးသာကုံတွေများနဲ့လိုက်ပါသွားခဲ့ပြီးအဲဒီရဲမန်တွေလည်းဓမြများရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပြီးလို့ရှောက်တင်ကြပါလေ။အစာတက်ကဒါကဘလို့ဖြစ်ရတာလဲဆိုပြီးတော့စစ်သူကြီးကိုမေးတဲ့အခါမှာစစ်သူကြီးကတောင်းဝင်ပေးရခံတဲ့တပ်မှုတွေကရုတ်တရက်ရဟန်းပြူသွားကြကြောင်း ဒီအကြောင်းကိုနောက်ကြမှာသိရတာဖြစ်ပြီးတော့ရဟန်းပြရတဲ့အကြောင်းကိုမေးတဲ့အခါမင်းကြီးလိုပဲဗုဒ္ဓရဲ့အဆုံးအမကိုနာခံပြီးတော့အကြမ်းမဖက်လိုခြင်းကြောင့်ဖြစ်တယ်လို့ဆိုခဲ့ပါလိမ့်ဒီကမှာခွင်ကောင်းရသွားတဲ့ပုံနာကြီးဟာဗုဒ္ဓရဲ့အဆုံးအမကြောင့်ရဲမတိုင်းဒီလိုရဟန်းပြနေကြရင်တနေ့ကြတိုင်းမီမှာဒုက္ခကြုံရမှာဖြစ်ကြောင်းနဲ့မာဂရစစ်တပ်တစ်ခုလုံးရဟန်းပြသွားကြရင်မင်းကြီးဘလို့လုံမလဲလို့မေးလာပါတော့တယ်ဒါကြောင့်နောက်ရမှာအစာတက်ဘုရားရှင်စီကိုတွားရောက်ခဲ့ပြီးတော့စေတီရဲမတိုင်းသာတပ်ဖြတ်ခြင်းကိုစွန့်လွတ်ကုန်ရင် ကျွန်တော်တို့ကိုဘယ်သူတွေကကာကွယ်ပေးပါတော့မလဲလို့မေးခဲ့ပါတယ်။ဘုရားရှင်ကရဲမတ်တွေအနေနဲ့သူတို့ရဲ့တာဝန်ကိုရှောင်လွှဲဖို့အတွက်သာသနာကိုခုတုံးမလုပ်စေရချောင်းရဲမတ်တွေကမိမိရဲ့နိုင်ငံမိမိရဲ့ပြည်သူအတွက်ရှေးရှုပြီးသူတို့ရဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်တင်ချောင်းရဲများအနေနဲ့လည်းစစ်တီရဲမတ်တွေကိုအကြမ်းမဖက်တဲ့လမ်းကိုရှောက်ဖို့မတောင်းဆိုတင်ချောင်းဟောကြားခဲ့ပါတယ်။အစားတသက်ကစစ်တီရဲမတ်များအနေနဲ့မိမိရဲ့တိုင်းပြည်မိမိရဲ့ပြည်သူအတွက်အသက်အိုးအိမ်စီးဆိုင်ကိုကာကွယ်ဖို့စစ်တိုက်တင်ပါသလားလို့မေးလျှောက်လာပြန်ပါတယ်။ ဒီကမှာဘုရားရှင်ကအဖြစ်ပြက်တစ်ခုကိုဥပမာပေးတော်မူပါလေတခါကရွာရွာမှာအစိပ်ပြင်းတဲ့မွေးတကောင်ရှိကြောင်းအဲ့ဒီမွေးကိုက်လို့တိတ်ဆုံးရသူပေါင်းလဲမနေတော့ကြောင်းဒါကြောင့်ရွာသားတွေကလည်းမွေးကြီးကိုအတော်လေးကြောက်ရွံ့နေကြကြောင်းကလေးကလည်းမွေးကြီးရှိရာတစ်ပင်အနီးမှာမကစားရကြကြောင်းဒီလိုနဲ့တရက်မှာတော့ရဟန်းတစ်ပါးရောက်လာခဲ့ပြီးအဲ့ဒီတစ်ပင်ချေးမှာအနားယူဖို့ထိုင်လိုက်ကြောင်းဒီအချိန်မှာမွေးကြီးကလည်းရဟန်းကိုကိုက်ဖို့ကျွင်းထဲကနေထွက်လာခဲ့ကြောင်းဒါမဲ့ရဟန်းကတည်ငြိမ်စွာနဲ့မွေးကြီးကိုအမြင်မှန်ရအောင်တရားဟောလိုက်ပြီးတော့ မွေကြီးလည်းအဲ့ဒီကလေးကဘသူ့ကိုမှမကြိုက်တော့ကြောင်းဒီလိုနဲ့ကြာလာတဲ့ခါရွာသားတွေကမွေကြီးကိုမကြောက်တော့သလိုကလေးတွေကလည်းမွေကြီးရဲ့အမိကိုတတ်နှင်းကစော်ကစားကြကြောင်းတခါတည်းကလည်းကြောက်တုံးများနဲ့ပြစ်ပေါက်စော်ကစားကြတဲ့အထိမွေကြီးကပြန်မကြိုက်ခဲ့ကြောင်းကြာလာတဲ့ခါမွေကြီးကစားလောင်းနာကျေမှုတွေနဲ့တူအလွန်အားနည်းလာခဲ့ကြောင်းတနေ့မှတော့မွေကိုတရားပြခဲ့တဲ့ရဟန်းဟာအဲ့ဒီတစ်ပေအနာကိုပြန်အောင်လာခဲ့ပြီးမွေကြီးရဲ့ဆိုးဝါးတဲ့အဖြစ်ကိုမြင်တွေ့ရကြောင်းအဲ့ဒီခါမှာမွေကြီးကိုပြုစုပေးလိုက်ပြီးတော့အကျိုးအကြောင်းကိုမေးကြည့်တဲ့အခါ ။မွေကြီးကလူတိုင်းပေါ်ထားတဲ့တနာကျင်နာစိတ်ကြောင့်အခုလိုဖြစ်တယ်လို့ပြန်ဖြေခဲ့ကြောင်းဒီကမှာရဟန်းကကြီးလိုက်ပြီးတော့မွေကြီးကိုလူတွေကိုအန္တရာယ်မပြုဖို့သာဟောခဲ့တာဖြစ်ပြီးမွေတကောင်ရဲ့ဇယိုက်တဘာဝကိုစွန့်လွတ်ဖို့တောင်းဆိုခဲ့တာမဟုတ်ကြောင်းကိုပြန်ပြောခဲ့ပါလိမ့်။အဲဒီတော့မှမွေကြီးကနားလေသွားခဲ့ပြီးတော့နောက်ပိုင်းမှာလူတွေကိုဒုက္ခမပေးလို့ပေမဲ့ဗပင်းထောင်ခြင်းအတန်ပေးခြင်းတွေလုပ်ခဲ့ပြီးတော့အဲ့ဒီအခါမှာပဲချမ်းသာစွာနေရတော့ကြောင်းဒီဥမာကိုကြည်ချင်းအပြင်အကျမ်းမဖတ်ခြင်းစိမ့်နဲ့ခေါင်းငုံခံလို့ရင်နောက်ဆုံးမှာမိမိကိုယ်တိုင်အကျမ်းဖတ်ခံရနိုင်ကြောင်း ဒါကြောင့်မတရားမှုကိုအနိုင်ဖို့စစ်ခင်းမှုလိုအပ်လိုင်းစစ်ခင်းတင်ကြောင်းတော်လှန်မှုလိုအပ်လိုင်းတော်လှန်တင်ကြောင်းဒါပေမဲ့ဘလို့စစ်ပွဲမျိုးကိုမှမိမိကအစာမပြိုးတင်ကြောင်းနဲ့မလွဲတာမဆောင်တာတဲ့အခါမှာစစ်ပွဲကိုဆင်နှွှဲရကြောင်းဟောကြားခဲ့ပါတော့လေဘုရားရှင်အစိုးမကိုနာကြားပြီးချိန်မှာအစာတက်ဟာလောက်ချီရှ िख ိုးကသူစိတ်တွင်းကအမောင်တို့ကိုဖယ်ရှားနိုင်ခဲ့ကြောင်းနဲ့တသရှိထင်ရှားရှိစေမှာဗုဒ္ဓနဲ့ဆုံတွေ့ရခြင်းဟာမဟာကံကောင်းမှုကြီးတစ်ခုပဲဖြစ်ကြောင်းဆိုခဲ့ပါတော့လေ